အဆိုင်တီပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ မက်ကူဟီနဲ့ကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့ transfer new အကြောင်းလေးကိုပြောပြပေးကြပါမယ်ဆိုတော့မနက်ခင်းကတော့ကျွန်တော်တို့ဂျွန်လာ20ရက်နေ့မနက်ခင်းကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့ transfer new အစုံကိုတော့ Real Liverpool channel မှာတင်ဆက်ပေးထားပါတယ်ဒီမှာကတော့မက်ကူဟီနဲ့အကြောင်းလေအကြောင်းရယ်ပေါ့နော်ပြီးတော့ Darwin Nunez ရဲ့အကြောင်းရယ်ကိုအဆိုင်တီပြည်ညီကိုတွေအတွက် update new လေးပြောပြပေးကြပါမယ်โอเคဆိုတော့မင်းသားကြီးရဲ့အပြောင်းအရွှေ့လေးနဲ့စလိုက်ရအောင်ပေါ့เนาะဆိုတော့မင်းသားကြီးက ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်တော့ Serie A club Napoli အသင်းကိုပြောင်းရွှေ့ဖို့အတွက်ကိုအခြေအနေကောင်းနေတယ်။ Napoli အသင်းနဲ့ Liverpool အသင်းရဲ့ကြားထဲမှာဆိုလို့ရှိရင်လည်း Darwin Nunes အတွက်ကိုဓာတ်ရိုက်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့တော့သိရပါတယ်။ Darwin Nunes အနေနဲ့ကလည်း Napoli အသင်းကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေပြီးတော့ကနဦး report တွေအရာဆိုလို့ရှိရင်တော့ခေါင်းငိမ့်ထားရဲဆိုတဲ့အခြေအနေလေးကိုလည်း update news တွေအရာသိရပါတယ်။အပြောင်းရွှေ့ကြီးကတော့ ွာဟချက်လေးရှိနေတယ်လို့တော့သိရပါတယ်။လီဗာပူးသင်းကတော့ဒါဝင်နူနက်စ်အတွက်ကိုပြောင်းရွှေ့ခြင်းပေါင်42တန်း plus add on အဲစုစုပေါင်းဆိုလို့ရှိရင်တော့ဒါဝင်နူနက်စ်အတွက်လီဗာပူးသင်းဘက်ကတော့ပေါင်45တန်းခန့်လောက်အလိုရှိနေတာမျိုးရှိပါတယ်။ဒါပေမဲ့လည်းနာပိုလီအသင်းကတော့ဒါလီဗာပူးအသင်းထံကိုကနအူးကန်လန်းမှုအဖြစ်ပေါင်38တန်းနဲ့ကန်လန်းမယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေတာမျိုးတော့ရှိပါတယ်။ဆိုတော့ ဒါဝင်နူနက်စ်ရဲ့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ပေါ့နော်မနေ့ကလည်းကျွန်တော်ရလီဗာပူးချန်နယ်မှာတစ်ဆက်ပေးလိုက်တဲ့အောက်မှာဒါလီဗာပူးဖန်ကြီးကိုရီးယားဒါကောမန့်လေးဝင်ပြီးတော့ရေးပေးကြတယ်ရေးပေးတဲ့အတွက်လည်းကျေးဇူးပါအဲ့ဒီကောမန့်လေးမှာဆိုလို့ရှိရင်လည်းဒါဝင်နူနက်စ်ရဲ့ပြောင်းရွှေ့ခြင်းကအော်နဲတယ်ဆိုတဲ့အနေအထားမျိုးလေးတွေပေါ့နော်ဒါသုံးသပ်ခဲ့ကြတာမျိုးရှိတယ်ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်း ်ဒါဝင်နက်စ်ရဲ့ပြောင်းရွှေ့ကြီးကနာပိုလီအသင်းကတကယ်တမ်း38တန်းနဲ့ကန်းကန်းမယ်ဆိုလို့ရှိရင်တော့ဒါနဲတယ်လို့ထင်တယ်ပြီးတော့လီဗာပူးအသင်းအနေနဲ့လည်းလက်ခံနိုင်ပွဲမရှိဘူးလို့တော့ကျွန်တော်ထင်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းလီဗာပူးအသင်းဘက်ကဒါဝင်နက်စ်ကိုဈေးပေါပေါနဲ့ရောင်းချသွားမှာမဟုတ်ဘူးထိုက်တန်နဲ့ပြောင်းရွှေ့ကြီးရရှိတော့မှသာဒါရောင်းချသွားမယ်ဆိုတဲ့သတင်းတွေအာထပ်ပေါ်ခဲ့တာမျိုးရှိတယ်။ဆိုတော့ကျွန်တော်ရှိရပြောလို့လီဗာပူးတင်းကတော့ပေါင်55တန်းဝန်းကျင်လောက်အလိုရှိနေတဲ့အဝန်ကြီးအပါဝင်ပေါ့နော်။ဆိုတော့ဒါဝင်နူနက်စ်အတွက်ကလည်းပြောင်းရွှေ့ကြီးရ ကျွန်တော်တို့အဲတတ်မှတ်ရမယ်ပေါ့နော်လက်ရှိ current တန်ဖိုးကြီးကတတ်မှတ်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်တော့ကျွန်တော်စိတ်ထင် Dawinness အနေနဲ့ပေါင်တန်း90လောက်တော့တန်တယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့ Dawinness ကကျွန်တော်တို့ Liverpool အသင်းမှာဒါဒါအဆုံးသတ်ပိုင်းအားနည်းမှုတွေနဲ့ပေါ့နော်သူအနေနဲ့ဒါရုန်းကန်နေရတာမျိုးရှိတဲ့အတွက်ကိုပြည်သက်တွေရဲ့ဝေဖန်မှုအာခံနေရတဲ့ကစားသမားပြီးတော့သူကိုယ်တိုင်လည်းယုံကြည်မှုပျောက်ဆုံးနေတာအကြောင်းရုန်းကန်နေရတာမျိုးရှိတယ်တိုးတော်လည်း Dawinness ဒီ အာလက်ရှိအခြေအနေအရအကောင်းဆုံးတိုက်စစ်မှုတွေထဲမှာပါဝင်နေစေဖြစ်တယ်။အာဒါကြောင့်လည်းသူ့ရဲ့ပြောင်းရွှေ့ကြီးကတော့အာအ ਨੇ ဆုံးတော့ပေါင်တန်း40အထက်မှာတော့ရှိသင့်တယ်လို့တော့ထင်တယ်။ဒါကတော့ကျွန်တော်အမြင်ပေါ့နော်။ဒါကြောင့်လည်းနာပိုလီအသင်းနဲ့ဒါဝင်နူနက်စ်ရဲ့အပြောင်းရွှေ့လေးကတော့အာဘလို့ဆက်ဖြစ်လာမယ်စိတ်ဝင်စားဖို့ရအောင်ကြည့်ရမှာလေဖြစ်တယ်။တေချာရာကတော့ပေါင်38တန်းနဲ့ဒါနာပိုလီအသင်းကကမ်းလှမ်းမယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းနဲ့နာပိုလီအသင်းရဲ့ကြားထဲမှာညှိနှိုင်းမှုလေးတွေကတော့ ဒါအတိုးတက်မှုရှိမှာတော့မဟုတ်ဘူးလီဗာပူးအသင်းလိုချင်တဲ့ပေါင်တန်40အထက်ကိုနာပိုလီအသင်းနေနဲ့တိုးမြင့်ပေးနိုင်ရင်တော့ဒီပြောင်းရွှေ့လေးကမကြခင်ဖြစ်လာဘူးတော့ရှိပါတယ်ဆိုတော့များသောအားဖြင့်စီးရီးကလပ်တွေကလည်းဒီအပြောင်းရွှေ့တွေမှာဆိုလို့ရှိရင်တော့ငွေအရင်း3လေး3ထားမရှိတဲ့အနေအထားမျိုးလေးတွေပြီးတော့အာဒါဝင်လူနက်စ်ကိုလည်းသူတို့အနေနဲ့ကဒါလီဗာပူးအသင်းအနေနဲ့ ရောင်းချမဲ့တည်င်းတွေထွက်ပေါ်လာတာအကြောင်းကစားသမားကိုယ်တိုင်ကလည်းအတင်းပြောင်းရွှေ့ခြင်းတွေဆန္ဒလေးတွေကြောင်းရမလားဆိုတဲ့ဈေးနှုန်းမျိုးနဲ့ပေါ့နော်ကန်းလန်းလာနိုင်ပေါ်တော့ရှိတယ်အတိအကျတော့ပြောလို့တော့မရအောင်တည်င်းတွေတက်နေတဲ့အနေအထားလေးကိုကျွန်တော်ပြောပြပေးရလဲဖြစ်ပါတယ်ဆိုတော့ဒီပြောင်းရွှေ့လေးကလည်းမကြခင်ဖြစ်လာဖို့လို့ရှိတယ် Okay တစ်ဆက်ထဲမှာပဲကျွန်တော်တို့လစ်ဗာပူးတင်ရဒါအသင်းရဲ့နောက်ခံစားသမားဖြစ်တဲ့ကွန်ဆယ်လေးကိုလစ်ဗာပူးစင်တင်ကိုရောင်းချဖို့အတွက် ရာခိုင်နှုန်းတော်တော်လေးကိုများနေတယ်။ဇာသမားကိုရိုင်းကလည်းပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်တာဖြစ်တဲ့အတွက်ကိုလီဗာကူဆင်အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆန္ဒမျိုးလေးရှိပြီးတော့လီဗာကူဆင်အသင်းကိုမိစိမ့်ပြထားတာမျိုးရှိတယ်။ကွန်ဆာလေးကိုရိုင်းကဆိုတော့လီဗာကူဆင်အသင်းကလည်းဒါလီဗာပူးအသင်းထံကို Florian Vaz နဲ့ Frank Baum တို့နှစ်ဦးရောင်းချပေးထားတာဖြစ်တဲ့အတွက်ကိုအာကွန်ဆာလေးကိုပြန်ပြီးတော့လိုချင်နေတာမျိုးရှိတယ်။လီဗာပူးအသင်းကလည်းဒီအပြောင်းရွှေ့လေးကိုလက်ခံပြီးတော့စဉ်းစားနိုင်ဖို့ရှိတယ်။ ရသောအပြင်ဒီပြောင်းရွှေ့လေးကဖြစ်လာဖို့ရှိပါတယ်ဆိုတော့နှစ်သိန်းကြားထဲမှာပေါ့နော်သဘောတူညီမှုလေးတစ်ခုရှိကောင်းရှိနိုင်တယ်လက်ရှိမှာတက်နေတဲ့ report တွေအရဆိုလို့ရှိရင်တော့လေဘဘူးတင်ရတော့ခွန်ဆက်ရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်း30 plus add on ခြေ အဲဆိုတဲ့အနေထားမျိုးလေးနဲ့တတ်မှတ်ထားတာမျိုးတော့ရှိတယ်ဆိုတော့လီဗာကူစင်အသင်းအနေနဲ့ကလည်းလီဗာပူးအသင်းကိုဘလောက်နဲ့ကမ်းလှမ်းလာမလဲစိတ်ဝင်စားဖို့တော့ကောင်းတယ်တင်ကြတာကတော့ကျွန်တော်ထင်ပါတယ်လီဗာကူစင်အသင်းနဲ့လီဗာပူးအသင်းရဲ့ဂျာထဲမှာလည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အနေထားကွက်ဆလေးကိုယ်တိုင်ကလည်းအာလီဗာကူဆင်အသင်းကိုပြောင်းရွှေ့နေတာဖြစ်တဲ့အတွက်ကိုဒီပြောင်းရွှေ့လေးကတော့မကြခင်ပြီးမြောက်ဖွယ်ရှိတယ်။ဆိုတော့လီဗာပူးအသင်းကကွန်ဆက်ကိုရောင်းချမယ်ဆိုလို့ရှိရင်တော့စင်တာဘက်ကစားသမားတူအော ပြန်ပြီးတော့ခေါ်ရမယ့်အနေအထားမျိုးလေးရှိတယ်ဒီအနေအထားမှာလည်းအာခရစ်စတယ်ပဲလစ်တင်ရဲ့နောက်ခံကစားသမားမက်ကူဟီကိုပြန်လဲခေါ်ယူမယ်ဆိုတဲ့သတင်းတွေကတက်နေတာမျိုးလေးရှိတယ်မက်ကူဟီနဲ့ကတော့ကုမသတင်းတက်တာတော့မဟုတ်ဘူးပြီးခဲ့တဲ့ရာသီတွေရာသီအပြောင်းရွှေ့မာတွေကကျွန်တော်တို့လီဗာပူးတင်ရဲ့စိတ်ဝင်စားခဲ့တဲ့ကစားသမားဆိုတော့အင်္ဂလန်သားဖြစ်တဲ့ဘက်ကို home ground player တူလို့တော့မှတတ်မှတ်လို့ရတယ် ီးတော့အလားအလာရှိတဲ့ကစားသမားဆိုတော့ Crystal Palace အသင်းကလည်းသူတို့အသင်းရဲ့ကစားသမား McGuigi ကလည်းစာချုပ်တက်တန်တစ်နှစ်တာကြန့်ရှိတော့တာဖြစ်တဲ့အတွက်ကိုရောင်းချဖို့အတွက်ဆန္ဒရှိတယ်။ဒါပေမဲ့ပြောင်းရွှေ့ခြင်းအနေနဲ့ကတော့မျိုးမျိုးမြတ်မြတ်လိုချင်နေတာမျိုးလေးရှိတယ်။လက်ရှိမှာတော့ McGuigi ရဲ့ပြောင်းရွှေ့ခြင်းကို Crystal Palace အသင်းဘက်ကတော့ report တွေအရဆိုလို့ရှိရင်တော့ပေါင်တန်း90ဝင်းကျင်ခံသတ်မှတ်ထားတယ်လို့တော့သိရပါဗျ။ဒါပေမဲ့ Liverpool အသင်းကတော့ Crystal Palace အသင်းလိုချင်နေတဲ့ပေါင်တန်း90ကို အာပထမအကြိမ်ကမ်းလှမ်းမှုအဖြစ်တော့ပေးသွားနိုင်ပွဲမရှိဘူးလို့တော့ကျွန်တော်ထင်တယ်အာလက်ရှိ update news တွေအရဆိုလို့ရှင်တော့ Liverpool အသင်းကတော့ပေါင်တန်း40ဝန်းကျင် လောက်နဲ့ Crystal Palace အသင်းထံကိုမက်ကူဟီအတွက်ကမ်းလှမ်းကမ်းလှမ်းသွားနိုင်ပွဲရှိရလို့ဆိုပြီးတော့တည်နေတက်နေတာမျိုးရှိတယ်ဆိုတော့တေချာပေါက်ကတော့ကျွန်တော်တို့ concept လေးကိုလက်လို့ရမယ်ဆိုလို့ရှင်တော့မက်ကူဟီကိုကျင်းသေးပေါက်ကျွန်တော်တို့ဟိုပြန်ခေါ်ယူဖို့လိုအပ် လိုအပ်တယ်ဘာလို့ဆိုလက်ရှိမှာကျွန်တော်တို့ဒါ center back ကစားသမားတွေလိုအပ်နေတာမျိုးရှိတယ်ခုနတည်းရဲ့ပေါ့နော် ီစာချုပ်ကိစ္စနဲ့ပတ်သက်လို့ကလည်းမရေမရာမတေချာမှုလေးတွေရှိနေတဲ့အနေအထားအော် Vajje Van Dyke ကလည်းအသက်အရွယ်အပိုင်းခြားတစ်ခုထိရောက်လာပြီးစာချုပ်တက်တန်းတော့နှစ်နှစ်တိုးထားတယ်ဆိုပေမဲ့ကျွန်တော်တို့အသင်းမှာ အနာကအတွက်ပေါ့နော်ဒါစန်တာဘက်ကစားသမားတွေခေါ်ယူဖို့လိုအပ်နေတာမျိုးရှိတယ်ဆိုတော့လီဗာပူးအသင်းနေနေရတော့ခွန်ဆက်လေးကိုလီဗာပူးစင်အသင်းထံရောင်းချပြစ်ခဲ့မယ်ဆိုလို့ရှိရင်အော်ခရစ်စတယ်ပဲတင်ရမကူဟီကိုပြန်ပြီးတော့အစားထိုးခေါ်ယူဖို့ရှိနေပါတယ်ဒါလေးရောက်လက်ရှိမှာအပ်ဒိတ်ဖြစ်နေပါတယ်တစ်ဆက်တည်းမှာပဲဒါမကူဟီအပြင်လီဗာပူးအသင်းကဒါ second plan အဖြစ်ကတော့ Everton တင်းရဲ့နောက်ခံကစားသမား Brad Wade တို့ပြီးရင် Hatto တို့ကိုလည်း ခေါ်ယူမဲ့စီးရင် list ထဲမှာထည့်ထားတယ်လို့တော့သိရပါတယ်ဒါပေမဲ့ကျွန်တော်ထင်တာကတော့မက်ကူဟီကတော့အပြောင်းရွှေ့ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်လေးများတယ်လို့ထင်ပါတယ်ပြီးတော့ဒီမနက်မှာပဲတက်လာတဲ့ breaking news တွေအရဆိုလို့ရှိရင်တော့မက်ကူဟီကတော့ Liverpool အသင်းကိုပြောင်းရွှေ့ဖို့အတွက်နှုတ်အားဖြင့် agreement ရရှိထားတယ်လို့သိရတယ်။ Liverpool အသင်းနဲ့ Mbappe ကြီးကြားထဲမှာပုံကိုယ်ဆိုင်ရာသဘောတူညီမှုရရှိထားတယ်ပေါ့ဗျာ။အော် Mbappe ကြီးက Liverpool အသင်းကိုပြောင်းရွှေ့ဖို့အတွက်ခေါင်းညိထားတယ်။ ဟိုမကြခင်ပေါ့နော်ဒီအပြောင်းရွှေ့လေးကဖြစ်လာမလားစိတ်ဝင်စားဖို့စောင့်ကြည့်ရမှာလေဖြစ်ပါတယ်ဆိုတော့လက်တလုံးမှာတော့လီဗာပူးသင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ကတော့ရူမာတွေတောက်လျှောက်တက်နေတာမျိုးရှိတယ်လီဗာပူးဖန်တွေကလည်းဒီအပြောင်းရွှေ့မှာတော့ဒါပိုင်ရှင်တွေရဲ့ငွေသုံးပေးမှုကြောင့်အာနည်းနည်းလေးတော့စိတ်ချမ်းသာစရာအပြောင်းရွှေ့ရသည်လို့ပြောရမှာလေဖြစ်ပါတယ်လက်ရှိမှာလည်းရူမာတွေတောက်လျှောက်တက်နေပါတယ်လက်စနာအီဆက်ကိုလီဗာပူးသင်းကနျူကာဆယ်အသင်းထံကိုပေါင်း တန်တရာ90နဲ့ကမ်းလမ်းမဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်ဆိုတော့ breaking news တွေ update news တွေရပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့အမြင်လေးတွေ comment box မှာဝင်ပြပေးသွားကြကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ